ရော်နယ်ဒိုကိုဆိုရင်ဘလိန်းနဲ့ကာရီကရှက်တင်ပြီမင်္ဂလာပါခင်ဗျာဆော့ကာဟစ်စတရီကနေကြိုးစားပါရယ်ဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါကာရီကရော်နယ်ဒိုပေါ်ပြောဆိုခဲ့တာတွေကလုံးဝကိုထိုက်တန်မှုမရှိပါဘူး So I mean to သူ့အနေထားရှင်းရှင်းပြောရင်သူ့ level နဲ့ရော်နယ်ဒိုဘော်ဒီလိုပြောဆိုနေတာကနည်းနည်းလေးမှကိုမများတာပါဘူး Until January ကာရီကဆိုတာလီဗာပူးဖန်တချို့တောင် legend လို့မသတ်မှတ်ထားတဲ့သူပါ ချန်ပီယံလိဖလားလေးတစ်ချိန်လောက်ပဲရဖို့ပြီးအဲ့ဒီတစ်ချိန်ကလည်းအသင်းမှာရောပြော်အနေနဲ့ရလိုက်တာပါဘာလို့ဒီလိုပြောရလဲဆိုတော့အဲ့တုန်းက AC Milan နဲ့ UCL Final မှာတွေ့ခဲ့တဲ့အချိန်က AC Milan တို့ရသွားတဲ့သုံးဂိုးစလုံးကကာရီကာရဲ့အသုံးမချမှုတွေအရေးချင်းမပြည့်မီမှုတွေကြောင့်ပေးလိုက်ရတာပါဒီပွဲမှာပထမဂိုးမှာလည်းသူ့ရဲ့ဘောလုံးကိုတားဆီးပုံကဘောလုံးမှန်မှကြောက်နေတဲ့ပုံသမားဒုတိယလုံးမှာလည်းသူလူကတ်ထားတာညံလို့ပေးလိုက်ရတာကိုမြင်ရမှာပါနောက်ဆုံးလုံးမှာဆိုရင်ပိုလို့တောင်ဆိုပါရတယ် သူရမဲ့ဘောလုံးကိုငတိကဘောချော်သွားတာကြောင့်ပေးလိုက်ရတာပါဒုတိယပိုင်းမှာအသင်းကောင်းဆောင်စတီဗင်ဂျာရက်အပြင်ကျန်တဲ့အသင်းဘော်တွေရဲ့ရုံးဝကြောင့်နောက်ပြီးဂိုးသမားကြောင့်အဲ့ဒီဖလားကိုဂိုင်ဦးတယ်ဆိုုံလေးရှိတဲ့သူကအဲ့ဒီပြိုင်ပွဲရဲ့အကြီးကျယ်ဆုံးကစားသမား Mr. Champion League တို့အခေါ်ခံရတဲ့အထိကြီးကျယ်တဲ့ကစားသမားကိုပုတ်ခတ်နေတာကတော့မဟုတ်သေးပါဘူးဒီဘဲကသူ့ဘဝမှာဂိုးအများဆုံးတွင်းထားတာကသူ့ဂိုးသူဖြစ်ပြီးဘောလုံးသမိုင်းတစ်လျှောက်တွင်းဂိုးအများဆုံးကစားသမားဖို့ပိုးစိုးပတ်ဆက်တွေ အဘောင်အာရင်တန်တန်နဲ့ပြောနေတာတော်တော်ကိုမရှက်တတ်တာပဲပြောရမလားမျက်နှာပြောင်တိုင်လွန်နေပဲပြောရမလားသူ့အစားကျွန်တော်တော့ရှက်မိပါတယ်။အုံကိုအများဆုံးတွင်းထားတဲ့သူစင်းနေမှာထိတ်ဆုံးမှရက်တည်နေတဲ့ခါရီကာကရော်နယ်ဒိုလို့ဘောလုံးတစ်လောကလုံးမှာရောတမိုင်းတစ်လျှောက်မှာရောဂိုးအများဆုံးတွင်းထားတဲ့သူကိုမှပြောဆိုနေတာကအမြင်မတော်ပါဘူး။ တခါကကာရီကာက CBS Sport ရဲ့အစီအစဉ်တစ်ခုမှာကမ္ဘာဖလားပြီးရော်နယ်ဒိုနဲ့မက်ဆီရဲ့ပြိုင်ဆိုင်မှုကပြီးသွားပြီလားလို့မေးခဲ့တဲ့ပေါ်ရော်နယ်ဒိုကို Ghost လို့ခေါ်တာကျွန်တော်လက်မခံဘူးမက်ဆီကသာမယုံနိုင်ကြကစားသမားရော်နယ်ဒိုကမက်ဆီကိုရှင်နိုင်တဲ့အဆင့်ကိုတခါမှတော့မနှီးစက်ခဲ့ဘူးစသဖြင့်ပြောသွားခဲ့ပါတယ်။သူဒီလိုပြောလိုက်လို့မေးခွန်းမေးတဲ့သူတော့သူ့အဖြေကိုအန်အော်တကြီးဖြစ်သွားခဲ့ရပါတယ်။ That one is the Messi Ronaldo debate finally settled. Is it done? It was never a debate. It was always a debate. It was, debate. Never a it was debate. always a debate. Ronaldo was nowhere near the level of, of Messi. Messi, Ronaldo is one of the yes. greatest goal scorers of all time. Messi is the greatest player of all time. Yeah. Messi called you a donkey. Ronaldo ignored you. <laughs> well, that, show, that, shows I've got no bias. You know, he still calls me a donkey, and I'm going for Messi. <laughs> you know that we we invited him on. We made an official invitation, extended one to into Miami, asked him to come on the show. You know what the official response was from into Miami? Uh, I don't know. If, am I allowed to say this? Of course, you're allowed Apparently, say Apparently, yeah, of Lionel Messi will not be doing any television show that Jamie Carragher is present. Messi, <laughs> <laughs> go. You know, Messi, go. You know, you're so damn much better. ပြီးပြောခဲ့ပါတယ်ဒီလိုပြောတာကအကြောင်းရှိပါတယ်သူမက်ဆီကိုဘက်လိုက်နေတာမဟုတ်ဘူးရော်နယ်ဒိုလိုပဲမက်ဆီလည်းသူ့ဘောမကောင်းခဲ့ဘူးပေါ့ရော်နယ်ဒိုယူနိုက်တက်ကိုဒုတိယအကြိမ်လာကစားခဲ့တဲ့အချိန်မှာအသင်းမှာရော်နယ်ဒိုတယောက်တည်းကဂိုးအများဆုံးသွင်းထားတဲ့ကစားသမားပါဒါပေမဲ့အသင်းရလမကောင်းတာရော်နယ်ဒိုကြောင့်ဆိုပြီးကာရီကာကဝေဖန်ခဲ့တာကြောင့် ရော်နယ်ဒိုကအဲ့ဒီနောက်ပွဲမှာပွဲမစခင် Sky Sport ကလုပ်တဲ့အစီအစဉ်တင်ဆက်မှုမှာရော်နယ်ဒိုကသူ့သင်းမော်ဟောင်းတွေကိုပဲနှုတ်ဆက်ခဲ့ပြီးကာရီကာကိုခြံထားခဲ့ပါတယ်။ကာရီကာတယောက်အရှက်ကြီးရှက်သွားပြီးအဲ့ဒီနောက်ပိုင်းရော်နယ်ဒိုကိုခက်စိတ်စိတ်တိုက်ခိုက်လာခဲ့တော့တာပါပဲ။သူနဲ့မသိရင်မရင်းနှီးတဲ့သူကိုရော်နယ်ဒိုမနှုတ်ဆက်ပဲသူ့သင်းမော်ဟောင်းတွေကိုပဲနှုတ်ဆက်တာဖြစ်နိုင်တယ်လို့ကာရီကာကိုတမင်ခြံထားခဲ့တာလည်းဖြစ်နိုင်ပါတယ်။တကယ်ဖြစ်ခဲ့ရင်လည်းဒါကဖြစ်တင်တာပါပဲလေ။ထားပါဒီတော့ရော်နယ်ဒိုကိုမက်ဆီရဲ့ပြိုင်မှာမဖြစ်ခဲ့ဘူးဆိုပြီးပြောခဲ့တာကြာရုပ်ပေါက်ပါတယ်။ မက်ဆီကိုကြော်ပြီးရော်နယ်ဒိုဘလွန်စီကိုရသွားတဲ့နှစ်တွေကမက်ဆီထက်ပိုကောင်းခဲ့လို့ပါပဲဒီတော့သူတို့နှစ်ယောက်ပဲနှစ်အတော်ကြာဘလွန်ဒီယိုတလဲစီယူနေတာသူတို့ကအဓိကပြိုင်မှာမဟုတ်လို့ပါလေမက်ဆီကိုရင်တော့သူမပါတဲ့အကောင်းဆုံးကိုယူရင်ရော်နယ်ဒိုကိုလည်းဖယ်ထားရမယ်ဆိုပြီးတော့ပြောထားခဲ့ပါတယ်ဒီတော့ကာရီကစကားကအယူကြီးပတ်မှာပဲရော်နယ်ဒိုကပုံမှန်ဆိုသူ့ကိုတိုက်ခိုက်ရင်ပြန်ပြောတတ်ပါတယ်ရိုဒရီတော့ကပြန်တုံ့ပြန်ခဲ့ပေမဲ့ကာရီကဘဏ္ဍာခောက်ပြောပြောဘာမှမတုံ့ပြန်ပါဘူးရော်နယ်ဒိုစိတ်ထဲတုံ့ပြန်ရမယ့်အစဉ်နဲ့မဟုတ်ဘူးလို့ထင်လို့ဖြစ်နိုင်ပါတယ် ခါရီကိုရော်နယ်ဒိုမနှုတ်ဆက်ပဲလစ်လူရှူလိုက်တဲ့ဒီခိုက်တန်တွေကရော်နယ်ဒိုကဒါကိုပြသခဲ့ပြီးသားဖြစ်နိုင်ပါတယ်။ရော်နယ်ဒိုပြောဦးတယ်။သူ့အကြောင်းပြောရင်နောက်နေ့သတင်းစာမျက်နှာဖုံးမှာပါရမှာမလို့ပြောနေကြတာတဲ့။ဒီတော့ attention သိမ့်လို့ကျင်နေတဲ့ခါရီကိုအဖက်မလို့ပေးခြင်းနဲ့ရော်နယ်ဒိုကတုံ့ပြန်ခဲ့တာပါပဲ။ခါရီကသူ့ပေါအောင်ပွဲရှာနေတဲ့သဘောပါပဲ။ဒီပွဲမှာပါခဲ့တဲ့ honorary ကလည်းတစ်ချိန်ကသူတို့ကိုကောင်းကောင်းဒုက္ခပေးခဲ့ဘူးတဲ့။ သူတို့ညီးခဲ့ဘူးတယ်။အဲဒီအချိန်ကစကူနဲ့ဒါလေးကသူတို့အသင်းကိုအပီဖြုတ်ခဲ့ဘူးတော့ရော်နယ်ဒိုကိုမုန်းနေတဲ့ဒီခိုက်တန်းကြောင့်ဖြစ်နိုင်တယ်လို့ကာရီကာကလည်းပေါ်တူဂီနဲ့အင်္ဂလန်ရဲ့ပနတီအဆုံးဖြတ်မှာကာရီကာကလွယ်ပြီးရော်နယ်ဒိုကဝင်ခဲ့ပါတယ်။ရော်နယ်ဒိုရဲ့ပနတီကံအပြီးမှာအင်္ဂလန်တို့ပြုတ်သွားခဲ့တာပါ။ပွဲပြီးမှလည်းရော်နယ်ဒိုကသူတို့ကံကောင်းခဲ့ပြီးအင်္ဂလန်တို့ပနတီမဝင်လို့သာသူတို့အနိုင်ရခဲ့တာပါ။ဆိုပြီးမရုံးမလွန်ဖြေခဲ့တဲ့အဖြေကအနာရှိသူအဖို့တော့ဆက်သွားတဲ့ပုံပါပဲ။ဒါကြောင့်ကာရီကာရော်နယ်ဒိုကိုမုန်းနေတာလည်းဖြစ်နိုင်ပါတယ်။ရော်နယ်ဒိုမတုံ့ပြန်ခဲ့ပေမဲ့ဒါကိုအမြင်မတော်တဲ့သူတွေကတော့ဒီလိုတွေပြောလာပါဗျ။ ပြီးခဲ့တဲ့ရက်ကသူတို့စကားပိုင်းကိုဖိတ်လိုက်တဲ့ Anxious Speed ကကျွန်တော်ကတော့ Ronaldo ကို Ghost လို့ထင်တယ်။ဒါကိုခင်ဗျားတို့အားလုံးသဘောတူကြမယ်လို့ထင်ပါတယ်။ဒီမှာ Carriga ကဒါကမင်းမြင်လေးဆိုပြီးစကားမဆုံးသေးဘူးဝင်ထောက်ပါတယ်။ Honorary ကတော့ကောင်းပြီလို့ပဲပြောခဲ့ပါတယ်။ဒီတော့ Speed ကအားလုံးမှာသူ့မြင်တဲ့သူရှိတယ်။ဟုတ်တယ်ကျွန်တော်ကတော့ Ronaldo ကို Ghost လို့ထင်ပါတယ်။ဒီမှာ Carriga ကမင်းဘာလို့အဲ့လိုထင်လဲမေးတဲ့အမေကို Speed က Ronaldo က Premier League မှာကစားဘူးတယ်။ La Liga မှာကစားဘူးတယ်။ Italy မှာလည်းကစားဘူးတယ်။ကျွန်တော်ပြောချင်တာသိရနော်။သူကအဲ့ဒီ3ခုလုံးမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တာမက်ဆီကလေးတစ်ခုထဲမှာပဲအကောင်းဆုံးကစားသမားဖြစ်ခဲ့တာဒီတော့ကာရီကာကဗလွန်ဒီယိုအများဆုံးနဲ့ပြန်ထောက်ပါတယ်ဒါကိုလည်းစပီကအကောင်းဆုံးကစားသမားဆိုတာစူးရီအတွက်နဲ့လည်းတွက်လို့မရဘူးလေဒါဆိုကျွန်တော်မေးမယ်ဂိုးအများဆုံးတွင်းထားတာကဘယ်သူလဲပြန်ပြီးတော့ကာရီကာကဘာကိုလဲအုံဂိုးလားဆိုပြီးမစီမဆိုင်နေပြောတယ်စပီကလည်းမစီမဆိုင်နေမပြောနဲ့အုံဂိုးများတာခမားပဲရှိတယ်ပြောလိုက်တော့မှကာရီကာတော်တော်ထီသွားပုံရပါတယ်စပီပြောချင်တာကအကောင်းဆုံးကစားသမားဆိုတာသူစွမ်းဆောင်ရည်နဲ့ပဲတိုင်းတားရမှာစူဖလားဆိုတာကအသင်းလိုက်စူဖွဲ့မှုကောင်းလို့ရတာလို့ပြောချင်တာပါ ဒီမှာတစ်ခုကျွန်တော်ပြောချင်တာကအခုဗီဒီယိုကရော်နယ်ဒိုနဲ့မက်ဆီဘယ်သူပိုကောင်းလဲပြောချင်တဲ့ဗီဒီယိုမဟုတ်ပါဘူး။ဒါကြောင့်မလိုလားအပ်တဲ့ဂျန်နဲ့အပိုင်းတွေဆက်မပြောတော့ပါဘူး။မက်ဆီကလည်းလက်ကိုလက်ခံရမယ့် ghost တယောက်ပါ။ဒါကြောင့်မက်ဆီကိုမလေးမဆကျွန်တော်မလုပ်ချင်ပါဘူး။ဘယ်သူပိုကောင်းလဲညင်းစရာမလိုပါဘူး။နှစ်ယောက်စလုံးတစ်မျိုးစီရတာပေးခဲ့တယ်လို့ပဲကျွန်တော်တို့ထင်ပါတယ်။ကျွန်တော်ဆိုလိုတဲ့ main point ကခါရီကာပါ။ဒါကြောင့်ခါရီကာကိုပဲပြောချင်ပါတယ်။ခါရီကာတယောက် speed နဲ့အတွေ့မှာအတော်လေးခံလိုက်ရပါတယ်။ I think Ronaldo is the goat, you know. I don't know if y'all agree with that. Next to this, who has more goals? Go own goals. Ronaldo. Hey, let's not talk about your own goals. You got more own goals than goals. တကယ်တော့သူ့ကိုဒီလိုပြောမဲ့သူလိုနေတာပါ။နောက်ပြီး Morning Ho ကလည်းမကြသေးခင်ကမှ Carriga ကိုဒီလိုပြောထားပါသေးတယ်။ Miley တလုံးကင်ပြီးဝေဖန်ရတာလွယ်လိုက်တာ။မင်းကဘာကောင်းမလို့လဲဆိုပြီးပြောထားပါသေးတယ်။ Morning Ho's ကကြွယ်သူက Carriga ပါဇက်ဖွာလာတာကိုတော်တော်လေးအမြင်ကပ်လာပုံရပါတယ်။ Morning Ho က Carriga ကတကယ်ကိုစောက်စကားများတဲ့ကောင်ပဲဗျ။သူ့ကိုကြည့်တော့ဘောလုံးသမိုင်းရဲ့အကောင်းဆုံးခံစင်မှုအယောက်တရာအချရေးရင်တော့သူမပါသေးဘူး။ ပရီးမီးယားလိဖလာမရဘူးတဲ့သူကအဲ့ဒီဖလာကိုဘယ်လိုရအောင်ယူရမလဲဆိုပြီးထိုင်ပြောနေတာကကြည်ရတာအဆင်မပြေတော့ဘူးဆိုပြီးပြောခဲ့တာပါဒါအပြင်မော်ရင်ဟိုမပြောခင်ဒီယာစီအစပိုင်းမန်စီးတီးရလက်တွေစိုးနေချိန်မှာလဲခါရီကာကမန်စီးတီးကစားသမားတွေကထရပါဝင်းနဲ့ရပြီးတဲ့ကစိတ်ကြီးဝင်သွားတာဆိုပြီးပြောဆိုခဲ့ပါတယ်ဒီစကားကိုမီကာရစ်ချက်နဲ့ဂရီနာဗီကထောက်ခံခဲ့ကြပါတယ်ဒီမှာပဲဂွာဒီယိုလာကခါရီကာဆိုတဲ့ကောင်ကပရီးမီးယားလိဖလာကိုအနမ်းအောင်ရှူဘူးတာမဟုတ်ဘူးဆိုပြီးပြောခဲ့သလိုသူနဲ့အတူရုပ်တံတင်ဆက်နေတဲ့မီကာရစ်ချက်ကလည်း City ကစားသမားဟောင်းဖြစ်ပေမဲ့ Trevor Winter ဆိုတာအိမ်မထဲတော်ထဲမှတ်ဖို့မှမဟုတ်ဘူး။နောက်ပြီး Gary Neville ကလည်း Premier League ဖလားကိုအကြံဉာဏ်ရဘူးသူဖြစ်ပြီးဒီဖလားယူရတာဘလောက်ခက်ခဲလဲဆိုတာကိုယ်တိုင်သိဘူးခံစားဘူးရဲ့သားနဲ့အဲ့ဒီလူတွေကိုဝင်မထိန်တာကသူကိုယ်တိုင်ညံနေရရောက်ပါတယ်ဆိုပြီးပြောသွားခဲ့ပါတယ်။ Curry ကအနေနဲ့ကိုယ်တိုင်တော့ကစားသမားဘဝမှာအကြီးမားဆုံးမှတ်တိုင်ကအုံကိုအများဆုံးကစားသမားဆိုတဲ့ဂုဏ်မျိုးပဲရှိခဲ့ပြီးအခုတော့ Speed Guardiola နဲ့ Mourinho တို့ရဲ့အပြောမှာတော်တော်လေးခံလာရပြီးဘာမှတော့ပြန်မပြောနိုင်ခဲ့ပါဘူး။ လီဗာပူးပြည်သက်တွေကတော့ကာရီဂါရဲ့မစင်မကျင်ပြောဆိုမှုတွေကြောင့်လီဗာပူးသိခါကြရဲဆိုပြီးတုံ့ပြန်ခဲ့ကြတာတောင်ရှိပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုတင်ဆက်ပြီးပြီဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ technical analysis ဗီဒီယိုကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီး YouTube channel တွေကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ။ comment မှာ YouTube link လေးချပေးထားပါတယ်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။